Thailand Lottery Reset ကကနန်း6လုံးကိုပေါ့နော်ကနန်း6လုံးကနေပြီးတော့နောက်3လုံးကိုခံမှန်းတွက်ချက်ကြတဲ့မိတ်ဆွေပေါင်းပျော်ရွှင်ပွင့်နေ့တွေရဲ့အကောင်းဆုံးကနန်းလေးတွေကိုတင်တို့ရလိုပါလားကျွန်တော်ရဲ့123 channel ကို subscribe လုပ်ထားလိုက်ပါเนาะမိတ်ဆွေတို့ကျွန်တော်ဒီနေ့ ဒီပေါ့နော်ထိုင်းလဲလော်ရီရက်ဆက်ကနောက်သုံးလုံးကိုခံမှန်းတွက်ချက်တဲ့နေရာမှာတောင်ပေါ်ဇေဒီမူတစ်ခုနဲ့ပိတ်ဆက်ပြီးတော့ပြီးတော့မှာပါကဲဒီမူလေးကိုကျွန်တော်တို့ကြည့်လိုက်ကြအောင်ပေါ့နော်2025ရဲ့ပေါ့နော်18ကြိမ်မှာနော်2025ရဲ့18ကြိမ်မှာဒီမှာခွန်ကုတင်ကားလို့ဆိုပြီးတော့ TV မှာရေးတယ်မန်တော်မှာ၃လို့ဆိုပြီးလာပြီးထည့်လိုက်တယ်။အဲခွန်ကိုတင်က၃လို့မန်၅လို့ရေးတဲ့ဥစ္စာအဲ့ပုံစံအတိုင်းကတစ်ချိန်တည်းပဲရှိပါတယ်။အဲ့တစ်ချိန်တည်းက 2021ကရှစ်ကြိမ်မှာပါခွန်ကိုတင်ငါလို့ရေးတယ်မန်တော်မှာ3လို့ထည့်လိုက်တယ်ပေါ့အဲ့ပွဲမှာဟိုင်းမှာ9နှစ်3 3လုံးပေါင်းရင်1ကိုဟောပါတော့9နှစ်ဆိုပြီး6နဲ့ဖြည့်လိုက်ပြီးလည်းပြီးရောအဲ့ဒီ6ပါဝါ1 break ကို2ခွန်အတွဲပြုံးနဲ့ကစားသွားခဲ့ပါတယ်เนาะဒါဆိုလို့ရှိရင်2025ဆက်ရှိကြိမ်မှာဆိုလို့ရှိရင်လေဒီမှာဒီမှာခွန်ရှိကို3ပေါင်းရင်4 break ကို လေးပါပါဒီမှာ6 6 6နဲ့6ပါတယ်အဲ့ဒီ6ပြီလဲပြီးရောဒီမှာ89အတွဲပြုံးနေအဲ့ဒီ brake လေးကစားသွားခဲ့တယ်တဲ့နောက်ဘွဲလဲကြလဲကြောဟာဒီခွန်ကိုခွန်ထိတ်မှလာတင်လိုက်တယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီထောင်းထားတဲ့6 9 3လုံးကိုသူကတော့ခွန်6 6လို့အဲ့လိုခွေလိုက်ပြီးလဲပြီးရောခွန်6 6 3လုံးပေါင်းချင်း2ကိုအဲ့ပေါ့ခွန်6 6 3လုံးပေါင်းချင်းခွန်963လုံးကိုဝမ်းချင်းကစားပြီးလဲပြီးတော့ကနန်းတကွဲထွက်လာခဲ့ပါတယ် เนาะဒါဆိုလို့ရှိရင်2021မှာဆိုလို့ရှိရင်ထုံနီးတူသွားပါပဲဒီ6ခွန်9ခုတည်းမှာခွန်19ဆိုပြီးသူကပြောင်းထည့်လိုက်တယ်အဲ့ဒီခွန်919ကိုင်းကစားပြီးတော့ break ဒီမူသေးလို့ဆိုပြီးတော့သူထွက်လာခဲ့ပါတယ်ဒီခွန်9ကို tip break ကို tip break နဲ့ရိုက်လာခဲ့ပါတယ်เนาะအဲ့ဒီအချိန်မှာဟောတင်ထားတဲ့ခွန်ကိုเนาะအဲ့မှာဒီ3ရဲ့ပါဝါ6ကိုဒီမှာထည့်လိုက်တယ်နောက်တစ်ပွဲလည်းကြာလည်းကြာ6ရဲ့ပါဝါ3ကိုဒီမှာ အဲဒီမှာ2021ကစဲချိန်မှာပေါ့နော်လာပြီးတော့ရာတီဗီရာအောက်မှာလာထည့်လိုက်တယ်အဲ့ဒီသုံးကိုထည့်လိုက်ပြီးလေပြီးရောဟိုမှာထည့်ထားတယ်မူကြီးထည့်ထားတယ်ဟိုခွန်တင်9ရဲ့ပါဝါလန်263ကိုဒီမှာလာပြီးတော့ထည့်ထားတာကိုတွေ့ရမှာပါထိုနည်းအတူတူပါပဲကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းပဲဒီသုံးကိုရှင်းနဲ့ထောက်ပြီးလေပြီးရော၈ပါဝါသုံးလို့ထည့်တယ်ဒီမှာခွန်တင်9ရဲ့ ခွန်တင်ငါရဲ့ပါဝါ၃လုံးဖြစ်တဲ့စုံ၃လုံး263ညကို326ကိုထည့်လိုက်ပါတယ်เนาะထည့်ပြီးလည်းပြီးရောကျွန်တော်တို့အဲ့ဒီမှာဒီ၈ကပါဝါ၃၃ရဲ့ပါဝါ၈လွလန့်တင်လိုက်ပြီးတော့ဒီခွန်ကိုလည်းခွန်လို့လန့်ထိုးလိုက်သလိုခွန်ကိုတင်ငါရဲ့ကိုဆိုတဲ့လုံးပိုင်းတစ်လုံးကိုဒီမှာလာပြီးတော့ထည့်လိုက်ပါတယ်အဲ့ဒီ၈ကိုခွန်ကိုဝမ်းချင်းနဲ့ဒီမှာပြီးခဲ့တဲ့ဘင်းတော့ကစားသွားခဲ့သလို ထွက်ထားတဲ့ကနန်း6986ကိုလေးလုံးအပီးပေါင်းနဲ့ကစားသွားခဲ့ပါတယ် เนาะဒါဆိုလို့ရှိရင်ဒီဘွဲမှာဆိုလို့ရှိရင်လည်းအတူတူပါပဲဒီ shift ရဲ့ power 3လို့ထည့်ပြီး3ရဲ့ power 6ကိုတင်တယ်ခွန်ကိုခွန်လို့ဆိုပြီးတန်ပြီးมาလာပြီးတော့ထိုင်ပေးထားတယ်ထိုင်ပေးထားပြီးတော့ဒီ6ကို6လို့ထည့်လိုက်တဲ့အခါပြီးလဲပြီးတော့เนาะ6လို့ထည့်ပြီးလဲပြီးလဲပြီးတော့အဲ6 6ခွန်ကို1ချင်းနဲ့6ခွန်2ဆိုပြီးထွက်ပါတယ်အပေါ်မှာထွက်ထားတဲ့6ခွန်2အဲ9ခွန်6နှစ်ကို၄လုံးအပီးပေါင်းနဲ့ကစားသွားတာကိုကျွန်တော်တို့ဟိုတွေ့ရမှာပါเนาะ ဒါပြီးခဲ့တဲ့ဥစားလေးတွေကိုကျွန်တော်အချင်းအနေနဲ့ပြန်ပြီးပြောပြပေးတာပါအခိုင်အတော့ခုဟုတ်ပြီဒီပင်မှာကျွန်တော်တို့เนาะအဲ့ဒီမှာလာပြီးထည့်ထားတဲ့ဒီ6ပေါ့เนาะဒီမှာအဲ့6ကိုသူဘယ်လိုထည့်ရသလဲတဲ့เนาะဒီမှာဒီရှိနေဒီ6နဲ့3ညာနဲ့အဲ့6နဲ့3ညာတွေကနေပေါ့6ကိုသူလာထည့်ပြီးလဲပြီးရော2021ရဲ့ဆက်ရချိန်မှာ6ပါဝါ1လို့ဆိုပြီးတောင်ပတ်ပြိကံအလယ်မှာထည့်ပြီး1ပါဝါ6ကိုတန်ပြီးမှငုတ်တုတ်ကလေးထိုင်းပေးလိုက်တာကိုကျွန်တော်တို့မြင်ရမှာပါ အဲ့ဒီမှာတော့ဒီတစ်ချောက်အတွဲပြုတ်ကစားသွားလားလို့ကျွန်တော်တို့ပထမအဦးဆုံးအချိန်စဉ်းစားရပြီဟုတ်ပြီဒါဆိုလို့ရှိရင်လည်းဒီမှာဒီ6 3ညနေပြီးတော့3ညကိုတော့မလားထဲတယ်အဲ့ဒီ3ညပါပါ5ကိုတရိကံရဲ့အလယ်မှာထည့်ပြီးတော့5ပါပါ3ညကိုတန်ပြီးမှထားလိုက်တဲ့အတွက်ကြောင့်မလို့ဒီ5 3ညကစားဖို့ရန်ကစားဖို့ရှိနေတယ်လို့ပြောလိုက်ပြတယ်အဲ့တော့ပြီးတော့ TV မှာနော် TV မှာသူဘယ်လိုထားလဲဆိုလို့ရှိရင်80နှစ်ပါပါကိုနဲ့ထည့်ထားလို့ဂျန်တဲ့ကနန်းနှလုံး ပေါ့နော်ပါဝါ80နှစ်ကလွယ်တဲ့တစ်ရှိကိုဟာဒီမှာသူကတစ်ရှိလို့ဆိုပြီးထောက်လိုက်လို့အဲ့ရှစ်တစ်ကအတွဲပြုံးနဲ့ကစားသွားတယ်နော်ရှစ်တစ်ကအတွဲပြုံးနဲ့ကစားသွားတဲ့အတွက်ကြောင့်မလို့သူ့ဥစ္စာကိုဒီမှာတရှိ6ဆိုတဲ့9ကိုတဲ့ကစားသွားလာလို့ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့တွေးလို့ရပါတယ်ဒါမှမဟုတ်ရင်ရှစ်တစ်6ဆိုတဲ့ကဏ္ဍကစားလာလို့နော်ကဲဘယ်ကဏ္ဍကစားလဲလို့ကျွန်တော်တို့ထပ်ပြီးစဉ်းစားမယ်ဆိုရင် ကျွန်တော်လက်ရှိဘွဲမှာဆိုလို့ရှိရင်လည်းပဲဒီမှာ9နှစ်3ညကို1 3ည5လို့ထွက်လို့ရှိတယ်လို့1 9ဆိုပြီးတော့လည်းပဲထွက်လို့ရတာကိုကျွန်တော်တို့တွေ့ရပါတယ်เนาะအဲ့တော့ဒီ1 9နဲ့1 3ည5ကိုတော့ဒါပထမဦးဆုံးအနေနဲ့မှတ်သားထားလိုက်ပါပဲအဲ့တော့နောက်ကျွန်တော်တို့အဓိကစဉ်းစားရမယ့်နေရာမှာကျွန်တော်တို့ break တဲ့ကျွန်တော်တို့ဆုံးဖြတ်ပြီးတော့ကြည့်လိုက်အောင်ပေါ့เนาะ break အနေနဲ့ဆုံးဖြတ်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ9 3 0ဆိုပြီးတော့9လို့ဖြစ်တယ် အဲ့ဒီငါးဒီကနေမကအဒီငါးဆုံးခွန်ဆိုတဲ့ငါးကိုသူကနေပြီးတော့ဓမ္မကွန်းနဲ့ပြောတယ်1 6လို့ငါးတယ်ငါးပြီးလဲပြီးတော့ဓမ္မ3ည6ခွန်နဲ့ငါးတယ်ငါးပြီးလဲပြီးတော့ဓမ္မ3နှစ်3ညနဲ့ငါးထားလို့ငါး3ညဆိုတဲ့အလုံးပေါင်းခြင်းရောလုံးပေါင်းခြင်းရောကနန်းရောမပါဘဲနဲ့ brain ငါးဆိုပြီးတော့သူကတန်တန်လေးကစားသွားတာကိုတွေ့ရပါတယ်အဲ့ဒီနေရာမှာ16ဆိုတဲ့ကနန်း ကို6သိဆိုပြီးသူကစားလာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းမိတ်ဆွေတို့မြင်ပါပါ။ကျွန်တော်တို့ဒီမှာပထမဦးဆုံးအနေနဲ့စဉ်းစားမိတယ်လို့ခုနကပြောသလို9နှစ်3ညကိုထွက်မယ်ဆိုရင်1နှစ်3ည9ပေါ့ဗျာ။အဲ့1နှစ်3ည9ဘယ်ရလာလဲလို့ကြည့်မယ်ဆိုဒီမှာ190ဆိုတဲ့ခွန်ကိုကျွန်တော်တို့ဒီမှာ9နှစ်3ည ਨੇ ခွန်ပြီးပါပြီ။ခွန်ပြီးလိုက်ပြီးတော့ဒီမှာ9 3ည10ခွန်ပြီးလို့เนาะဒီမှာ1 1လေး ਨੇ ခွန်ထားပါတယ်။ဒီခွန်ဟာဒီပွဲမှာ break ခွန်ထွက်ပြီးတော့ကစားပေးဖို့ရှိပါတယ် break ခွန်နေနဲ့ကစားမယ်ဆိုလို့ရှိရင်205အဲ205ပေါ့နော်205ဆိုတဲ့ခဏတက်ွက်ထွက်လာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်အဲဒီမှာမှတစ်ခါထပ်ပြီးတော့ဒီနှစ်ခွန်ကိုနော်ဒီနှစ်ခွန်အတွဲလိုက်နေကစားမယ်ဆိုရင်နှစ်ခွန်ရှစ်ဆိုတဲ့ခဏလေးတက်ွက်ထပ်ပြီးတော့ရပါတယ်နော် နှစ်၃၅နှစ်ခွန်ရှိဆိုတဲ့ကဏ္ဍပြီးလို့ရှိရင်တခြားကျွန်တော်တို့ဘာတွေပေးနိုင်သေးလဲဘလို့တွေပေးနိုင်လေးတယ်ဆိုတော့ဆိုထပ်ပြီးတော့စဉ်းစားလိုက်ရအောင်ကျွန်တော်တို့ဒီမှာပရိငါးကိုဒီငါးကိုဓမ္မတော့ဒီငါးသုံးခွန်ဆိုတဲ့ငါးကိုဓမ္မ16ရှင်းနဲ့16နဲ့ငါးတယ်ငါပြီးတော့ဓမ္မ38ခွန်နဲ့ငါပြီးတော့3နှစ်3နဲ့ငါထားတယ်လို့နော်ဒီမှာဒုတိယအနေနဲ့63ဆိုတဲ့30ကို83ခွန်နဲ့ငါပါပြီ ငါပြီးလဲပြီးရောအရှိတုံညာခွန်နဲ့ငါထတာကိုဟဲ့မှာအဲမလေးရှားငါလုံးပေါင်းချင်းငါလို့ဆိုပြီးရောရေးပြီးရောအဲ့ဒီငါဟိုမှာတစ်ခါထပ်ပြီးတော့6 4 2နဲ့ငါထတာကိုထပ်ပြီးတော့တွေ့ရမှာပါဒါကြောင့်မလို့အဲ့ဒီကနေကြည်တော့လဲသူကငါပြိရခဲ့တဲ့ဆိုရင်ကျွန်တော်တို့ဒီလက်ရှိပွဲမှာရောเนาะကျွန်တော်တို့အနေနဲ့ကြည်ရမှာကဒီမှာ6 5ဆိုတဲ့ငါကို8 9 9 10ပါပြီး တဆဲပြီးလိုက်ပြီးရောကျွန်တော်တို့ဒီမှာမလေးရှား၅လုံးကိုเนาะမလေးရှား၅လုံးတဆဲပြီးတော့ဟာမ6 5 6နဲ့9ထားတဲ့အတွက်တဆဲထားတဲ့အတွက်ကြောင့်မလို့ဒီပင်မှာတုံညာ break လေးပဲကစားဖို့ရှိနေတာကိုကျွန်တော်တို့တွေ့ရမှာပါဒါကြောင့်မလို့ခွန်တုံညာ break နှစ်ခုကစားရန်ရှိတယ်လို့ပြောလိုက်ပြတယ်ဒါဒီပင်မှာဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီခွန်တုံညာ break ကိုတော့ ဟိုအကြိုက်ဆုံးထဲမှာထားပါတယ်နောက်ခွန်သုံးကြားပရိတ်ကိုပဲ main ယူထားပါတယ်ကလင်နာရရောတခြားစိုက်မှုတွေရမှာဒါခွန်သုံးကြားပရိတ်ကိုအာကောင်းအောင်နဲ့တွေ့နေရတဲ့အတွက်ကြောင့်လို့ကျွန်တော်အကြိုက်ဆုံးကတော့ခွန်သုံးကြားပရိတ်ပါအဲ့တော့ခွန်သုံးကြားပရိတ်ကိုခုနကပြောသလိုနှစ်သုံးကြား၅နဲ့နှစ်ခွန်ရှင်နဲ့ကစားနိုင်သလိုเนาะနောက်တစ်ခါကျွန်တော်တို့ဒီမှာဒီမှာခွန်၅ကိုဝန်းချင်းခွန်၅ရှစ်ဝန်းချင်းနဲ့ကစားထားတာလည်းရှိပါတယ်ဒီဥစ္စာကဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာကြည့်ပါ ဒီမှာဆိုလို့ရှိရင်6131ချင်း6141ဝန်းချင်းနဲ့ကစားထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒါခွန်9ကိုဝန်းချင်းခွန်9 8ဝန်းချင်းနဲ့ဆိုလို့ရှိရင်လည်းပဲအဲခွန်9လေးဆိုတဲ့ခဏမျိုးထွက်ပါတယ်နောက်ပြီးလည်းပြီးရောခွန်ပရိတ်နဲ့ဆိုတစ်ခွန်9တို့ပြီးရောရပါလိမ့်မယ်အဲခွန်8နဲ့ဆိုလို့ရှိရင်တော့ခွန်9 8ဒဲပါတာပြီးဖြစ်တဲ့အတွက်ကြောင့်1ခွန်8ဆိုတဲ့ခဏမျိုးကျွန်တော်တို့စဉ်းစားလို့ရပါတယ်เนาะနောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဟာမှာ ခုနကလားထားတဲ့ဒီရှစ်ကိုသုံးတယ်သုံးပြီးတော့သုံးပါပါရှစ်လွတ်တင်ပြီးအဲ့ရှစ်ကိုဟိုဒီမှာတော့အလင်းကွင်မှာရေးထားလို့အလင်းကွင်မှာရေးပြီးလည်းပြီးစင်မှာပရိဘတ်ဘုံကင်းမှာရှစ်နှစ်ကတက်လို့ဖြစ်လို့အဲ့ရှစ်ဆက်တက်ကိုနော်ဒီမှာထက်တူရေးထားတဲ့သုံးရပါပါရှစ်ရှစ်နှစ်ကတက်လို့ရေးထားတဲ့ဒီပွဲမှာရှစ်ချောက်တက်လို့ဆိုပြီးရှစ်ဆက်တက်အတွဲပြုံးနဲ့ကစားသွားခဲ့တယ်လို့နော်ဒီပွဲမှာကစားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ခွန်ဘရိတ်အနေနဲ့ဆိုရင်ရှစ်ရှစ်တက် ဆယ်ဘရိတ်အနေနဲ့ဆိုရင်၈11ဆိုတဲ့ကဏ္ဍလေးနှစ်ကွက်လည်းပဲကျွန်တော်တို့စဉ်းစားလို့ရပါတယ်။ဒါတွေကဘာကြောင့်လို့ကျွန်တော်ဒီလောက်ထီရောဖြန့်ပြောလဲဆိုလို့ရှိရင်ပေးထားတဲ့ကဏ္ဍမူပြကဏ္ဍကတော့သူကတစိုက်ထဲနဲ့ပေးသွားမှာပါ။ဒါပေမဲ့ကျွန်တော်တို့ကိုဟိုဘက်ကယူမလားဒီဘက်ကယူမလားအပေါ်ကယူမလားအောက်ကယူမလားဆိုတဲ့ဟိုလှက်လှက်ပတ်ပတ်ကလေးတွေဒါသူကဟိုကစားပြပေးထားတာပါ။ဒီထဲကနေမှပဲကျွန်တော်တို့ကတွေ့သမျှကို ရှာဖွေပြီးတော့အကောင်းဆုံးကိုရွေးထုတ်ကစားသွားမှာပါဒါကြောင့်မလို့အခုဒီကျွန်တော်ဒီပွဲအနေနဲ့ကစားထားတဲ့အနေနဲ့เนาะရရှိထားတဲ့ဥစ္စာတွေကိုကျွန်တော်စုပြီးတော့တင်ပြလိုက်ပါမယ်เนาะဒီ၅၃ညနှစ်ခွန်ကို main key အနေနဲ့ယူရတဲ့ပရိတ်ကတော့၃ညခွန်အကြိုက်ဆုံးပါပဲဘယ်ဆိုင်နဲ့ပဲကြည်ကြည်ပါအဲ့တော့ဒီမှာ1ချိန်အနေနဲ့ခွန်9ကို1ချိန်ခွန်9 8ချိန်4 3 9 1ချိန်ဆိုတဲ့ဥစ္စာမျိုးရှိပါတယ်เนาะ၄၃၅ဝန်းကျင်ဆိုတဲ့ဥစ္စာကကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်6 8 စီနီယာလေးရေးထားတယ်ဗျဒီ6ခွန်ဒါလေးလည်းထူးခြားတဲ့အားလေးတွေပြောပါတော့ဗျအဲ့တော့6ရှင်ခု6ရှင်ခွန်ဝန်ကျင်းနဲ့6 6တွေထွက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဓမ္မ4 3 5ဝန်ကျင်းဆိုတဲ့စီနီယာလေးဖြစ်နေလို့ဒါကိုလည်းပဲကျွန်တော်တို့ကစားလို့ရတယ်လို့ပြောလိုက်ပါသေးတယ်အဲ့တော့ကျွန်တော်ဒီမှာအကောင်းဆုံးအနေနဲ့ရွေးထားတာကတော့9 3ညနှစ်ခွန်ကြီးပါ break အနေနဲ့ပြောမယ်ဆိုရင်တော့3ညခွန်လို့ပြောရပါလိမ့်မယ်အိမ်မှာခွန်9ဝန်းကျင်ခွန်9ဝန်းကျင်၄3ဝန်းကျင်တွေဖြစ်ပြီးတော့ပေါင်းကျင်းနေနေရတော့ကျွန်တော် တစ်ချောက်နှစ်ခွန်ပေါ့နော်နှစ်ခွန်တစ်ချောက်ဆိုတဲ့ပေါင်းခြင်းတွေကိုကျွန်တော်အဲသဘောကျပါတယ်အဲ့တော့ကဏ္ဍအနေနဲ့ပြောရင်2 3 9 2 3 9 8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  ကြိုက်တယ်လို့လက်ပတ်အသုံးပြုပါလို့လည်းပဲပြောလိုက်ပါသေး။အဲဒါဒီထက်ကနေပြီးတော့အာအကောင်းဆုံးတစ်ခွက်ကိုဘာကြောင့်ရွေးတယ်လဲဘယ်လိုရွေးမလဲဆိုတဲ့ဥစ္စာကတော့ကျွန်တော်မှမမ်ဘာများရှိနေတဲ့အတွက်ကြောင့်ဘလို့ဒါဆောင်စည်းရတဲ့အဲအခြေအနေကြောင့်မှဒီထက်ကနေပြီးတော့မိတ်ဆွေတို့အနေနဲ့ရွေးချယ်ပြီးတော့ကစားနိုင်ပါတယ်။အဲဥစ္စာကံဆောင်ဆိုသလိုကျွန်တော်ရွေးတဲ့ကဏ္ဍပြင်ပဲပိတ်ဆွေတို့ရေးတဲ့ကဏ္ဍကလည်းတဲဖြစ်ရင်ဖြစ်နေပါပါเนาะအဲ့တော့ ကျွန်တော်တို့ဒီမှာရွေးချယ်ပေးစေခြင်းနဲ့ဆိုရင်တော့တော့ Thailand Lottery Reset ကနောက်သုံးလုံးအတွက်ရွေးချယ်ပေးနိုင်ဘောအကောင်းဆုံးရွေးချယ်ပေးပါဆိုရင်ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်09 6846932670ပေါ့เนาะ39684693269269မှာလာရောက်ဆက်သွယ်ပါလို့အားလုံးမင်္ဂလာပါ